အင်ဂျီပေါ်မှာကျွန်တော်တင်ကျင်တဲ့အမှုပြုအပူကိုစတင်ပါအဲအကြောင်းလို့လဲအင်ဂျီပေါ်မှာကျွန်တော်ကျွန်တော်နဲ့ပတ်သက်တဲ့ ကျွန်တော်ခံစားရတဲ့အရာအဲ့ဒါကိုဘာဖန်တီးမလဲဆိုတဲ့အရာကိုစစင်ရအောင်ဆိုတော့စီဝိုင်းတော့လောက်လောက်ပါမယ်နော်ဒါပေမဲ့အမ်အဓိကတော့ကျွန်တော်ကတော့ creative ပို့ပြီး asset တွေဆိုတော့အဲ့ဒါကိုပြုစုစားပြပါကျွန်တော်ကလည်းကျတော့ artist ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော် root lab ဆိုရင်အဲ brand ဖန်တီးရဲ့အချိန်မှာအာ founder ကိုနေပါခဲ့လို့ရမယ်စစင်ရအောင်ဆိုတော့အခုအဲ့ root lab ကိုဖန်တီးရဲ့အချိန်မှာခုနကပြောနေလို့ root lab ဆိုတဲ့နာမည်ဖြစ်လာတဲ့အရာအစပေါ့နော် root ဒီကျွန်တော်အစလုပ်မယ်ဆိုရင်အခြေခံစစင်ရအောင်ဆိုအခြေခံအခြေခံနေစပြီးအခြေအမြစ်ကိုစစင်ရအောင်အခြေခံမှရမယ်ဒီ brand ဒီဆိုတော့ ရှင်စသဖြင့်အခြေမြစ်ကိုယူပြီးတော့အမြစ်ကိုသဘောကျပြီး root ကိုလိုက်ဆို root ကနေမှတစ်ဆင်း clap ဆိုတဲ့ဟာကိုတောင်းနေဆက်ဆိုတာဆိုတော့အဲ့ direction ရောမှကျွန်တော်ကအဲ့ထဲမှာကျွန်တော်တို့ကိုဒီ top mate product တွေကိုကျွန်တော်ရဲ့ account ထည့်တယ်ဆိုတော့အဲ့အချိန်မှာအာဒီအဲ့ဒီပေါ်မှာတင်မဲ့ design ကိုစသဖြင့်ပါတယ်ဘောနော်အဲ့အချိန်မှာအာကျွန်တော်ပြောလို့မျိုးပဲဒီ ျွန်တော်ဖြတ်တန်းရတဲ့အတွေ့အကြုံတွေအများကြီးထည့်မယ်ပြီလို့ရှိရင်ကျွန်တော်ခံစားရတဲ့အရာတွေကျွန်တော်အလူပညာတွေနဲ့ခံပြီးလို့ရမယ့်အရာစသဖြင့်လားအဲ့ဒီမှာအဲ့ဒါတို့ရဲ့အမြင့်ရောနော်အမြင့်ပြီးတော့လူတရောက်ဆိုလူတရောက်နဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာအမြင့်တည်နေတဲ့လူတရောက်ပေါ့နော်ဒီနေ့က the best one နည်းကျွန်တော်နဲ့ပူးပေါင်းပြီးတော့ အဲကျွန်တော်ရဲ့ clothing brand တစ်ခုပေါ့နော်ထုတ်တဲ့ Reclub ကိုကျွန်တော်လာပြီးတော့အာပို့တယ်ပေါ့နော်ဆိုဒီနေ့က Reclub ကိုအဲပွဲမှာမိတ်ဆက်မယ်အင်းဒီမိတ်ဆက်မယ်ကျွန်တော် brand design design တွေတို့ပြရမယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ပြက်ပြက် direction အားကြောင့်ဘယ်လိုလဲဆိုတော့ကျွန်တော်ကကျွန်တော်ပေါ်လာကြတော့ artist ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော် Reclub ဆိုရင်အဲ brand family ရဲ့အချိန်မှာအာ founder ကိုနေနဲ့ပါခဲ့လို့ရမယ်စသဖြင့်ဆိုတော့အခုအဲ့ Reclub ကို family ရဲ့အချိန်မှာခုနကပြောနေလို့ဆိုတော့ Reclub ဆိုတဲ့နာမည်ဖြစ်လာတဲ့အရာအစပေါ့နော် Reclub ဒီကျွန်တော်အစလုပ်မယ်ဆိုတဲ့အချိန်မှာ ခြေခံစာစင်လာဆိုအခြေခံအခြေခံနေစာပြီးအခြေအမြစ်ကိုစာစင်လာရင်အခြေခံမရမှာဒီ brand တွေဆိုရယ် direction စာစင်လာပြီးအခြေအမြစ်ကိုဒီပြီးတော့အမြစ်ကိုသဘောကျပြီး root ကိုလောက်ဆို root ကနေမှတစ်ဆင့် clip ဆိုရဲဟာပေါ်တော့လည်းဆက်စင်စာဆိုအဲ့ direction ကိုမှကျွန်တော်ကအဲ့ထဲမှာကျွန်တော်တို့ဟိုဒီ top made product တွေကျွန်တော်ရဲ့ account ထဲတယ်ဆိုတော့အဲ့ချိန်မှာအာဒီအဲ့ဒီပေါ်မှာတင်မဲ့ design ကိုစာစင်လာတယ်ပေါ့နော်အဲ့ချိန်မှာအာခုနကပြောတဲ့မျိုးပဲဒီ ကျွန်တော်ဖြတ်တန်းရတဲ့အတွေ့အကြုံတွေအများကြီးထည့်မယ်ပြလို့ရှိရင်ကျွန်တော်ခံစားရတဲ့အရာတွေကျွန်တော်အလုပ်ပညာတွေနဲ့ခံတီးလို့ရမယ့်အရာစသဖြင့်အဲ့ချိန်မှာအဲ့ဒါတို့ရဲ့အမြင့်ရပေါ့နော်အမြင့်ပြီးတော့လူတရဆိုလူတရနဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာအမြင့်တည်နေတဲ့လူတရပေါ့နော်အဲ့ဒါကိုအခြေခံပြီးတော့ကျွန်တော် concept စဆွဲပြလို့ရှိရင်အဲလူလူနဲ့ဒီကမ္ဘာမြေကြီးရဲ့အမြင့်တွေနေတဲ့ဟာအာအခြေခံလိုက်တယ်ပေါ့နော်ပြလို့ရှိရင်အဲ့နောက်မှာမှာအဲကျွန်တော်ခက်တန်းရဲ့အတွေ့အကြုံတစ်ခုပြင်ဆင်ကြတာပေါ့လူတွေအဲ့လိုခက်တန်းရဲ့ကာလရှောက်မှာအဲ့လိုအရင်ဒုက္ခရောက်တဲ့အချိန်မှာကို့ ခွန်ကြီးမဲ့သူရှားတာအရင်တက်ခဲဆိုတော့တမချက်တချို့လည်းထည့်တင်နေဆိုတော့အဲအကြောင်းလို့ကိုယ့်ကိုအားကိုးရမယ်ဆိုရင်အဲတက်လိုင်းထည့်တယ်အဲ့တော့ root club ရဲ့တက်လိုင်းကတော့ root for yourself ဆိုပြီးတော့တက်လိုင်းထည့်တယ်အဲ့တော့မှကျွန်တော်ကအဲ့အခုနပုံတစ်ခုအပေါ်ဆက်ပြီးသွားတဲ့အချိန်မှာအောက်မှာ concert breakdown ဆိုပြီးကျွန်တော်ပြောတင်တယ်ဒီပုံရဲ့အတိတ်တွေကဘာကိုထည့်ထားလဲဆိုတော့ဒီ book club ရဲ့ direction ကအဝတ်အစားတစ်ခုလည်းမဟုတ်ဘူးเนาะဒီထဲမှာ artist ရောက်ခံလိုက်တဲ့အာဟို ်တသနာပိုင်းဆိုင်ရာအဖုန်းတွေအများကြီးပါအဲ့ဒါကိုကြည့်လို့ဟုတ်တော့ CYA CYA လို့ရကျွန်တော်အရင်မစင်စားဘူးမစင်စားဘူးပေါ့နော်ဒါပေမဲ့အခုကအဲ clothing brand ထုတ်မယ်ဆိုတဲ့အချိန်မှာလည်းကျွန်တော် CYA ဆိုတာထက်ကျွန်တော်အင်္ဂလိပ်ပေါ်မှာကျွန်တော်တင်နေတဲ့အမှုပြုအခုကျွန်တော်စတင်ချင်တာအဲ့ဒါကြောင့်မလို့လေအင်္ဂလိပ်ပေါ်မှာကျွန်တော်ကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်ခံစားရတဲ့အရာပေါ့အဲ့ဒါကိုမှာခံပြီးလဲဆိုတဲ့အရာကိုစတင်ချင်တာဆိုတော့ CYA တော့လောက်ရလောက်ပါပေါ့နော်ဒါပေမဲ့အမ် အဓိကတော့ကျွန်တော်ကတော့ creativity ပို့ပြီး asset တွေဆိုတော့အဲ့ဒါကိုပဲပို့ပြီးသားပြပါ The best one ကကျွန်တော်ကိုလာကြက်လိုက်တာပေါ့နော် shine ဟိုကဆက်နဲ့ပေါင်းပြီးတော့အဲ project manager ထုတ်အဲ့ချိန်မှာလုတ်ချင်တယ်ဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်လုတ်ချင်တဲ့ပုံစံကိုသူ့နဲ့ရင်းစားလိုက်တယ်။ Timing နဲ့မှအဲ့လို အစားအဆုံးဘလို့ကလည်းကျွန်တော်အများကြီး support လုပ်ပြီးတော့ကျွန်တော် share ဘလို့လုပ်ချင်တယ်အဲဘလို့နာမည်နဲ့တွားချင်တယ်ဘလို့ပုံစံနဲ့ထုတ်ချင်တယ်ပေါ့နော်ဒီကျွန်တော်ဝတ်နေကြပုံစံကကျွန်တော်လို့ flavor တိုင်းလုပ်ပစ်တာပေါ့အဲ့လိုမျိုး t-shirt တွေမှာမှအဲဘလို့ဝတ်စားထည့်မလဲဆိုတော့အစားအဆုံးလိုက်အစားအဆုံးမှာကျွန်တော်အဲ့ဒီ first one နဲ့ပဲတက်ပြီးတော့ဒီလိုပြက်ကိုမှန်းသိတာပါတဲ့အဓိကဟိုဟာပေါ့အဲရိုးရိုးရှင်းရှင်းမဲ့ဝေးတာကျွန်တော်ကြိုက်တယ်နော်အဲ့တော့ဟိုရိုးရိုးရှင်းရှင်းကိုမှခုနပြောတဲ့ concept ပါတယ်အဲ account ထဲမှာဒီလိုရှင်ကျွန်တော်ဝတ်နေကြ အဲလို flare ban flare ban လေးထည့်တယ်ပြီးလို့ရှိရင်အဲလိုတွေ့တယ်ဒီ t-shirt ဆက်ဆက်ပြန်တယ်ကတော့အခုပရိုဂရမ်များစီးရတယ်နော်ပြန်ပါကျွန်တော်အခုဒီ scap ကကြတော့ဟိုဟာဒီ scap ကလည်း root ကလုပ်တာအဲ root club ကလုပ်တာ scap ကကျွန်တော်ဒီကောင်ကိုအာဒီကောင်လေးခုနပြောတဲ့ concept လုပ်တာရဲ့ design ပုံကိုပဲကျွန်တော်ဒီ scap ပေါ်မှာပြန်ပြန်ပြီးတော့ခဏလေးရအောင်ပြီးတော့ဒီ scap စီးထားတယ်ဒီ club ရဲ့ brand ကိုအခုစင်တာ ဲ့တော့ကျွန်တော်အဲ့လိုအရင်အဝေဆန်းနဲ့ပတ်သက်ပြီးရန်ကြီးစားတယ်ဒါပေမဲ့အဲ့လိုအဝေပေါ်ပါဖြစ်ပြီးတော့ user change ကိုတိုက်တယ်ဒီလိုပြောလို့ရတယ်ဒါပေမဲ့ခုန clothing မထုတ်မယ်ဆိုတဲ့အချိန်မှာကျတော့အကိုကိုဝတ်ချင်တဲ့ကိုရဲဝတ်ချင်တဲ့ဟာလည်းပြရမယ်ဒါလို့ရှိရင်ကိုရဲ့ဒီ artist job ဖြစ်တဲ့အတွက် artist job ဖန်လေးရဲ့ art form နဲ့ပါတဲ့လို့ခံစားကျွန်တော်ရဲ့ဖန်လေးရဲ့ဆိုတော့ကျွန်တော်ရဲ့ vibe ပါတဲ့လို့ခံစားအဲ့ဒါကြောင့်ကျွန်တော်ဒီ ở ngôi sao phần gì rồi chúng nói phần gì cho nó sẽ ra mì vậy vậy nó cũng chưa được phần gì hay là cho nó là cho nó chạy rồi rồi cho nó là quê là chạy nó phế bản rồi họ gửi qua phế bản quê là chạy cái chiếc đồ mà nó sử dụng dưới xuyên quê là chạy biết là đi xa đấy anh ok xa alo alo mà lại phế bản lại phải đâu phải rồi không nhớ cái gì nào vậy